အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025မေလ18ရက်နေ့ဖြစ်ပါတယ်เนาะအဲ့တော့တချို့တွေကအောက်မှာလာလာမှန်းညာတယ်ခင်ဗျမမောဘူးလားဒီလိုဖြည့်ရှင်းနေရတာအဲ့တချို့ကလည်းသူ့အကုသူနဲ့သူသွားပါလိမ့်မယ်ပေါ့အဲတချို့ကလည်းခင်ဗျကိုကြည့်ရတာပူလောင်လိုက်တာပေါ့เนาะအဲ့တော့ပူလောင်လိုက်တာလို့ပြောတဲ့လူပြောလိုက်တယ်တမောတွေအများကြီးပိုင်တယ်တမောတတိယတယောက်ကတမောတစီမြုပ်သွားတာကိုတကောင်းစားကကြည့်ပြီးတော့အမလီတနာလိုက်တာလို့ပြောသူလို့ဖြစ်နေတယ်เนาะ ကိုကျော်ကြီးတို့ကိုပူလောင်လိုက်တာလို့ပြောတဲ့လူတွေကခမရကိုကြည့်ပြီးတနာလိုက်တာလို့ပြောတဲ့လူတွေကတတိသာတမောနစ်တာကိုတရောင်းစားတနာတယ်လို့ဖြစ်နေတယ်နော်အဲ့တော့ခမရတို့ကိုကျုပ်တို့ကတနာလို့ပြောပြနေတာကိုကျော်ကြီးကနိဗ္ဗာန်ရောက်ကြောင်းတရားတွေဟောနေတာလားဗုဒ္ဓဘာသာရဲ့နိဗ္ဗာန်ရောက်ကြောင်းတရားတွေဟောနေတာလားဆိုမဟုတ်ဘူးခမရတို့အပင်မကြကြောင်းအကြောင်းကြီးပြောပြနေတာခမရတို့အဝိဇ္ဇငရေမကြကြောင်းငရေမကြကြောင်းအပယ်ဆိုတဲ့တိလိစ္ဆာန်မကြကြောင်း ပိတ်တာဘဝမရောက်ကြောင်းเนาะအဲ့ဒါ၄ကိုပြောပြနေတာအဲ့တော့ခမရုဘာသာရေးခေါင်းဆောင်တွေကတင်လာတဲ့အယူဝါဒတွေကိုဖြည့်ရှင်းပေးရတာဒီမိစ္ဆာဒိဋ္ဌိအယူဝါဒတွေဖြစ်နေလို့ဖြည့်ရှင်းပေးရတာအဲ့ဒီမိစ္ဆာဒိဋ္ဌိအယူဝါဒတွေကိုလက်ခံယုံကြည်လိုက်ရင်တတ္တဝါတွေကအကျိုးမဲ့ပျက်စီးသွားတဲ့အပယ်ကိုကျသွားမှာเนาะအဲ့တော့အနေဆုံးခမရုဘာသာမှာဘာသာရေးခေါင်းဆောင်တွေကအနေဆုံးဂုံးတိုက်တဲ့နည်းစနစ်ကရုပ်ထုကိုကိုးကွယ်ရင်ဖန်ဆင်းရှင်ကြီးကမကြိုက်ဘူးအဲ ီလိုမျိုးစပြီးဂုံးတိုက်တာအဲ့ဒီဂုံးတိုက်မှုကခင်ဗျားတို့ကျမ်းစာထဲမှာတရားဝင်ပြည့်ညတ်တော်၁၀ပါးထဲမှာပါတယ်နော်အဲ့တော့ဗုဒ္ဓဘာသာတွေကဘာဖြစ်ရှင်းလဲဇီဒီပထိုးဆိုတာကဘလို့ရည်စူးပြီးဘလို့ဂုံးတော်ရည်နဲ့ဆိုပြီးတော့ရင်ရင်ကြီးကြီးဖြစ်ရှင်းတယ်နော်ဒါကပုံမှန်ဖြစ်ရှင်းနေကြကိစ္စဒီကပို့ပြီးတော့ခင်ဗျားတို့ကရောက်တက်လာတယ်ဗုဒ္ဓကကဲတင်ရှင်မဟုတ်ဘူးလို့ဟုတ်လားဘယ်ဖုန်းကြီးကဟောပါတယ်အဲ့ဖုန်းကြီးနဲ့တော့ရှင်းကျုပ်ကလာမရှင်းဘူးကျုပ်ကိုရှင်းကြည့်ရင်ကျန်းစာအကိုကပြ မပြနိုင်ဘူးလားခမားတို့ဘာသာရေးခေါင်းဆောင်တွေကလမ်းဘေးမှာကလီကဝပြောတဲ့စကားမျိုးကျုပ်ကလိုင်းပေါ်မှာပြောနေတာမဟုတ်ဘူးကျုပ်လိုင်းပေါ်မှာပြောတဲ့စကားကခမားတို့ဘာသာအကြောင်းပြောရင်လဲကြံကိုတိတိကျကျပြီးတယ်ကျုပ်ဘာသာအကြောင်းပြောရင်လဲကြံကိုတိတိကျကျပြီးတယ်ဟုတ်ပြီနော်အဲ့တော့အခုခမားတို့စန်တိုးတို့ဟာလာအဲ့ဒီအုပ်စုတစုလုံးမှာပဲလိုင်းပေါ်မှာဟောပြောနေတာဒီကြားလိမ့်မယ်လောကမှာကောင်းတဲ့လူဆိုတာမရှိဘူးလောကမှာအကောင်းဆုံးလူဆိုခင်ဗျားတို့ကျန်းစာတွေပါတာ ကောင်းတာခင်ဗျားတို့အဲ့ဒီအတိုင်းပဲခင်ဗျားတို့တရားဟောဆရာတွေဟောတယ်ကောင်းတာလုံနိုင်တဲ့လူဆိုတာမရှိဘူးကောင်းမှုပြုတဲ့လူဆိုတာမရှိဘူးအဲ့တော့လောကမှာလောကကြီးကိုသိတဲ့သူမရှိဘူးလောကကြီးကိုမဉဏ်ဖူဉဏ်နဲ့ထိုးထိုးထွန်းထွန်းသိပြီးတော့ကိုယ်တိုင်မျက်မှောက်ပြုတ်ပြီးတော့ကိုယ်တိုင်ပြန်ဟောနိုင်တဲ့အရိယာသူတော်ကောင်းတွေမရှိဘူး။ဘုရားယဟန္တာတွေမရှိဘူးလို့ခမည်းတော်ဘာသာကြီးခေါင်းဆောင်တွေကခမည်းတော်ဟောရင်ခမည်းတော်မိစ္ဆာဒိဋ္ဌိဖြစ်ခေါ်တဲ့သူလည်းမိစ္ဆာဒိဋ္ဌိလောကမှာတကယ်ရှိနေတဲ့အရှိတရားကိုမရှိဘူးလို့ပြောတာဟုတ် ဟုတ်လားမြတ်စွာဘုရားကြီးငါကိုယ်တိုင်သိတယ်ငါကိုယ်တိုင်မြင်တယ်ငါကိုယ်တိုင်တွေ့ပြီးမှဟောတာပါလို့ကိုယ်တိုင် အာမခံချက်ပြီးတဲ့ဖရားကိုမရှိပါဘူးလို့ပြောတဲ့ကောမိစ္ဆာဒိဋ္ဌိဖြစ်ပြီကိုယ့်ဘာနဲ့ကိုယ်ကိုယ့်ဘာသာကိုယ်ရိုးရိုးတန်းတန်းလေးကိုးကွယ်ပြီးတော့ကောင်းမှုကုသိုလ်တွေလုပ်နေတော့မိစ္ဆာဒိဋ္ဌိမဖြစ်သေးဘူးဟလာမင်းတို့ Jesus ကခိုင်းတဲ့အတိုင်းမေတ္တာတွေကရုဏာတွေမုဒိတာတွေလိုက်နာကျင့်သုံးတယ်ဟာကိုကျင်းစာတရားတွေကိုကျင့်တရားတွေကျင့်သုံးတယ်အဲ့ဒီအချိန်မှာမိစ္ဆာဒိဋ္ဌိမဖြစ်သေးဘူး အတ္တဒိဋ္ဌိလောက်ပဲဖြစ်တယ်။အဲ့ဒီအတ္တဒိဋ္ဌိကနေပြီးတော့ဘုရားရဟန္တာတွေမရှိဘူးလို့လည်းပြောလဲပြောလိုက်ကောမိစ္ဆာဒိဋ္ဌိဖြစ်တယ်။မိစ္ဆာဒိဋ္ဌိဖြစ်ရင်အဲ့ဒီမိစ္ဆာဒိဋ္ဌိကဘယ်ကြမှာလဲဆိုအဝိဇ္ဇငရဲကြမှာ။အဝိဇ္ဇငရဲကြပြီးပြန်မပေါ်တော့ဘူး။ဒါဆိုဘုရားကဥပရိပန္နတာပါဠိတော်နော်။ပဏိတဘာလပဏိတတုံမှာတည်တည်ချာချာဟောထားတယ်။ငရဲနဲ့ပတ်သက်တဲ့အကြောင်းအရာတွေလူမိုက်တွေတရားကိုနားမိတယ်။မိစ္ဆာဒိဋ္ဌိကဘယ်ဖြစ်ဘယ်စဘာကြောင့်ဖြစ်တာလဲဆိုတော့တဲ့။ မိစ္ဆာဒိဋ္ဌိဟောပြောသူရဲ့တရားကိုနာကြရတယ်တဲ့အမှားနှလုံးသွင်းနေတယ်အဲ့ဒီဟာနာဟောလဲနာကြပြီးွားလို့ရှင်ကိုကိုတန်းသူပြောတာဟုတ်တယ်ဆိုပြီးအမှားနှလုံးသွင်းနေတယ်အဲ့ဒါဆိုရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်မင်းတို့ကနေမင်းတို့ရိုးရိုးတန်တန်လေးဘာသာတရားကိုယုံကြည်မှုနဲ့ကိုးကွယ်ပြီးတော့သူတို့ရဲ့အဆုံးအမတွေလိုက်နာနေတုန်းကမင်းတို့မိစ္ဆာဒိဋ္ဌိမဖြစ်သေးဘူးအဲ့ဒီလိုဗုဒ္ဓဘာသာကိုစော်ကားပြီးတော့ဗုဒ္ဓဘာသာကိုတိုက်ခိုက်လိုက်တဲ့အချိန်မှာမြတ်ဖရာယဟန္တာတွေကိုတိုက်ခိုက်လိုက်တဲ့အချိန်မှာမင်းတို့မိစ္ဆာဒိဋ္ဌိဖြစ်သွားပြီအဲ့တော့မင်းတို့မိစ္ဆာဒိဋ္ဌိဖြစ်လို့ရှိရင် မင်းတို့ဘယ်ကြမှာလဲဝီစီငရဲကြမှာကဘာပြက်ရင်တော့ပြန်မတက်တော့တဲ့ငရဲမှာနေရမှာအဲ့တော့ကဘာကြီးပြက်သွားပြီဆိုရင်မင်းတို့ဘယ်ရောက်မှာလဲဆိုတော့မင်းတို့လောကန္တရိငရဲဆိုတာလည်းရှိတယ်ဆက်ကြဝလာအမှောင်လိုက်တည်ရှိတယ်အဲ့ဒီအမှောင်လိုက်တည်မှာငရဲကြနေတဲ့တတ္တဝါရှိတယ်ဒကောင်နဲ့ဒကောင်မမြင်ရဘူးမတွေ့ရဘူးအနီးနားရောက်လာတော့မှအကောင်မှန်တတ္တဝါမမြင်ဘူးဒကောင်နဲ့ဒကောင်တက်ဖြက်ကြိုက်ဖြက်စားတော့ပြီးတော့အသက်ရှင်နေရတယ်ဆက်ကြဝလာအမှောင်လိုက်တည်ကတတ္တဝါရှိတယ်နော် အဲ့ဒီပဏိတဘာလာတုံမှာမြတ်စွာဘုရားကဘာပြောထားလဲဆိုတော့ယဟန်တို့တဲ့တဘောလုံးတဘုံအပေါက်တပေါက်ပါတဲ့တဘောလုံးတလုံးကိုယောက်ျားတစ်ယောက်ကတမုတ်တရားနဲ့ပြပြီးမျောလိုက်မယ်တောင်လီလာမြောက်ဖက်သွားမြောက်လီလာတောင်ဘက်သွားပေါ့အရှိလီလာအနောက်သွားပေါ့အဲ့ဒီတဘောလုံးကြီးကတမုတ်တရားထဲမှာမျောကျင်တာမျောနေလိမ့်မယ်တမုတ်တရားကျမ်းမြင်ပါတဲ့လေကန်ကြီးတကောင်ကလည်းသွားကျင်တာသွားနေလိမ့်မယ်အနှစ်တရားကြာလို့ရှိရင်အဲ့ဒီလေကန်ကြီးတကောင်ကတဲ့ရေပင်မောတက်လာတယ် အဲ့ဒီတဘိုးလုံးမှာပါတဲ့အပေါက်နဲ့အဲ့ဒီလေကန်းကြီးရဲ့ခေါင်းကစွန့်မိချင်စွန့်မိသွားလိမ့်မယ်တဲ့နော်မျောချင်ရမျောသွားချင်ရသွားနေတဲ့အရာတွေကစွန့်မိချင်စွန့်မိသွားလိမ့်မယ်တဲ့အပယ်ငရဲကိုတချိန်ကျသွားတဲ့ပုံကလူလောကတချိန်ပြန်ရောက်လာဖို့မလွယ်ဘူးတဲ့ဒါကြောင့်မြစ်စွာဘုရားကမနှုတ်တတ်ပါဘောဒုံတဘောတဲ့လူဘဝကရာခဲ့တယ်လို့ပြောတာရာခဲ့တဲ့လူဘဝမှာလည်းမြစ်စွာဘုရားသာသနာနဲ့ကြုံမှုခရင်နဲ့ဘုရားတဆူပွင့်မှုမလွယ်ဘူးကြားထဲမှာကဘာကဘာပေါင်းများစွာ မကြီးမတွက်နိုင်တဲ့ကဘာပေါင်းများစွာမှာဖျားမပွင့်တဲ့ကဘာလေးရှိတယ်။အဲ့ဒါဆိုတော့တတ္တဝါတွေပဲရောက်မလဲ။ငရဲပဲပြန်ကြသွားတယ်။အဲ့တော့ငရဲမှာပဲကျင်လေရတာများတယ်။အပယ်ကိုကြသွားပြီဆိုရင်တရားမြတ်တတ်မှုဆိုတာလည်းမရှိဘူးတဲ့။ကောင်းမှုဆိုတာလည်းမရှိတော့ဘူးတဲ့။အပယ်ငရဲမှာအဲ့တော့တရားတရားတကောင်နဲ့တကောင်ကိုက်ဖြတ်စားတောက်ရင်းနဲ့မတရားမှုတွေနဲ့ရှင်သန်ရတာဖြစ်ခြင်းကြောင့်လူလောကတစ်ချိန်ပြန်ရဖို့မလွယ်ဘူးတဲ့။လူလောကရတော့မှလူလောကဒီအလုသမားပုံဖြစ်တယ်။ကုသိုလ်တရားတွေကိုတွန့်လို့ရတာ။ကုသိုလ်တရားတွေတွန့်လို့ရတော့မှ ရှည်ကြီးတန်နေရာရှိရမယ့်အရှိကြီးမှာကောင်းကျိုးချမ်းသာဘဝတွေကိုရတာအဲ့တော့ကောင်းကျိုးချမ်းသာတွေကိုရမယ်ကောင်းမှုကုသိုလ်တွေကိုပယ်လိုက်ပြီဆိုတော့ရမိစ္ဆာဒိဋ္ဌိလုံးလုံးဖြစ်သွားပြီအဲ့ဒီသူတွေကိုဘယ်သူကဲမှာဘယ်သူမှမကဲဘူးအငရဲလာကဲသွားနိုင်မယ်ကဲရင်တော့မင်းတို့မသေးရအတက်ဆိုတော့အဲ့ဝေစည်းရအောင်တော့မသေးရအတက်ပဲဘလောက်တက်တက်မသေးရအတက်ကိုရနိုင်မယ်ဟုတ်ပြီလားအဲ့တော့မင်းတို့ငရဲကြသွားမှာမင်းတို့ဘဝတွေပျက်စီးသွားတဏ္ဍာရကြီးမှာမြုပ်ပြီးမျောသွားမှာကိုတဏှာလုံးအကြီးလို့တဏှာလုံးအကြီးလို့ကိုကျော်ကြီးရရှင်းပြတယ် ဟုတ်ပြီနော်အဲ့တော့မင်းတို့ဘာသာကြီးခေါင်းဆောင်တွေကစာပေကြမ်းကိုလည်းမရှိဘူးဗုဒ္ဓဘာသာစကားလုံးတွေကိုယူသုံးတယ်အများရန်ဂုံးတိုက်တယ်မဟုတ်မမှန်လီစေစကားပြောတယ်ဗုဒ္ဓဘာသာကိုဂုံးတိုက်တဲ့မြတ်ဒီဗုဒ္ဓဘာသာရှိမှတကယ်မရှိတဲ့အကြောင်းအရာတွေနဲ့ဂုံးတိုက်တယ်ပြီးဗုဒ္ဓဘာသာစကားလုံးတွေကိုယူသုံးတယ်ပေါက်ပန်းလေးစေအဓိပ္ပာယ်တွေဖွင့်ဆိုတယ်ဟိုတည်းဆရာမတယောက်ဟာလာယူပါယုံကိုဘာပြောလဲဆိုတော့ဘုရားသခင်ရဲ့အနာဂတ်နဲ့ဆက်သွယ်တဲ့အရာဘာမှမဆိုင်ဘူးယူပါဆိုတာကအစင်ယူပါဆိုတာအစင် မျက်စိနဲ့မြင်သမျှအရာအလုံးတွေအဲ့အစင်းပဲအဲ့ဒါရုပ်တွေကြီးပဲအဲ့ဒါယူပါလို့ခေါ်တယ်ဟုတ်ပြီနော်အာယုံအာယုံဆိုတော့ကအဲ့ဒီအစင်းတွေကိုတိတ်တဲ့စိတ်အဲ့ဒီစိတ်ရဲ့ကျက်စားရာကိုအာယုံလို့ခေါ်တယ်အတန်ရဲ့ကျက်စားရာကိုဒရာယုံလို့ခေါ်တယ်အစင်းတွေရဲ့ကျက်စားရာကိုယူပါယုံလို့ခေါ်တယ်အနတ်တွေရဲ့ကန္နာယုံဟလာရတာယုံဖွတ်တက်ပါယုံဆိုတဲ့အဲ့ဒီအာယုံနေအဲ့ဒီလိုပေါင်းဆက်ထားတာအာယုံဆိုတာစိတ်ရဲ့ကျက်စားရာဟုတ်ပြီနော် ယူပါဆိုတာကအစင်အစင်ရဲ့ကျက်စားရာကိုစိတ်ရဲ့ကျက်စားရာကိုယူပါယုံလို့ခေါ်တာအဲ့ဒီယူပါယုံဆိုတာဗမာစကားဘယ်ကလာတာလဲလို့မေးပါဠိဆိုတဲ့ယူပါအာရမဏအနေလာတာအာရမဏဆိုတာကစိတ်ရဲ့ကျက်စားရာအာယုံအာရမဏယူပါဆိုတာကအစင်အစင်ပေါ်မှာစိတ်ရဲ့ကျက်စားရာကိုယူပါယုံလို့ခေါ်တာဟုတ်တယ်နော်မင်းတို့ဘာသာရေးဆရာမကြီးကပေါက်ပန်း၄၀ဒီရှောက်ပြောပြီးအတိတ်ပဲဒီနားလဲမလဲဘူးမြန်မာစာမြန်မာစကားကို မြန်မာလိုအဓိပ္ပာယ်နားမလည်ပဲနဲ့ပေါက်ကြ40ပြောချင်တာပြောသွားတာဟုတ်လားအဓိပ္ပာယ်ဖွင့်ချင်တယ်လို့ဖွင့်သွားကြတာအင်္ဂလိပ်စာအဓိပ္ပာယ်ဖွင့်တာပြဿနာမရှိဘူးလေဗုဒ္ဓဘာသာစကားလုံးတွေအဓိပ္ပာယ်ဖွင့်တာကြတော့ပြဿနာရှိတယ်အဲ့တော့မင်းတို့ဘာသာရေးခေါင်းဆောင်တွေကစာမတက်ပြီမတက်တယ်မြန်မာစာကိုမတက်တာထင်ကျင်တယ်လို့ထင်ပြောကျင်တယ်လို့ပြောပေါက်ကြ40တွေပြောဗုဒ္ဓဘာသာစကားလုံးတွေယူသုံးကျင်တယ်လို့သုံးသုံးပြီးပေါက်ကြ40အကုန်အဓိပ္ပာယ်ဖွင့်တယ်ပြောပြောလိုက်လို့ရှိရင် ဒါစကလုံးဆိုတာလူတိုင်းပိုင်တာပဲဘာသာတိုင်းပိုင်တာဟုတ်တယ်ပိုင်နေမပိုင်ဘူးလို့မပြောဘူးအ내အတိတ်ပဲဆိုတာရှိတယ်ပြောချင်တာပြောလို့မရအဲ့ဒီသဘောတရားတွေနားလည်ရတယ်နော်အဲ့ဒီသဘောတရားတွေကိုနားမလည်ပဲနေပောက်ခရ40ဖြစ်တဲ့အခါကျတော့မင်းတို့အဲ့ဒီအယူဝါဒတွေကိုယူလိုက်တာ ਨੇ မင်းတို့ဒီနိယတမိစ္ဆာဒိဋ္ဌိတွေဖြစ်ရင်ကဘာပြတ်တော့မလုပ်ဘူးအယူယူတန်းတန်းမင်းတို့ဘာသာဒီမှာဘယ်နည်းငရေကြမှာလဲဆိုတော့အမှတ်ကံကြမရှိဘူးဘယ်နည်းကဘာပြတ်မှာလဲအမှတ်ကံကြမရှိဘူးဟာလား နောက်ဆုံးသောကာလဆိုတာလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တည်းကအော်လာကြတာအခုချိန်ကြီးနောက်ဆုံးသောကာလဘယ်နည်းမှမသိဘူးဘယ်တော့မှလည်းဂျီဇက်ကပြန်ကြွလာမှာမဟုတ်ဘူးပြန်ကြွလာမယ်ဆိုတော့ပြောလာခဲ့တာလဲလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တည်းကဂျီဇက်ပြန်လာတော့မယ်လို့ပြောတာဒီလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကျော်တည်းကပြောတာအခုချိန်ကြီးပြန်မလာဘူးဘယ်တော့မှလည်းပြန်လာမှာမဟုတ်ဘူးနော်အဲ့တော့ဗုဒ္ဓဘာသာကတော့ဒီနေ့ဒီဒီနေ့ကြာတယ်အခုဒီအခုငရေကြာတာနော်စက္ကန့်လည်းမချဘူးနာရီလည်းမချဘူးမိနစ်လည်းမချဘူးနော်အဲ့ဒါပြီးွားလို့ရှိရင်လောကကြီးတဲ့ပြန်ရောက်ကိုအဲ့ဒီလောက်ထိကြာပါလေအဲ့တော့မင်းတို့ကိုတနာလုံးအကြည့်လို့ အခြားသောမသိသေးတဲ့ဗုဒ္ဓဘာသာတွေကိုမင်းတို့မြှူဆွဲပြီးတော့ပြောနေတဲ့အချိန်မှာလေခြားသောဗုဒ္ဓဘာသာတွေကိုတနာလို့တတဝါတွေကိုတနာလို့ဘယ်ဘာသာဝင်မင်းဖြစ်ဖြစ်ဘာသာဝင်တွေကိုတနာလို့ကိုယ့်ဘာသာကိုယ်ကိုကောင်းကောင်းမွန်မွန်ကိုယ်ွယ်ပြီးတော့အစိုးမတွေကိုလိုက်နာနေတဲ့အချိန်မှာမိစ္ဆာဒိဋ္ဌိမဖြစ်သေးဘူး